အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့စားတောက်ဆိုင်တွေမှာချက်တဲ့ချက်ချင်ဆက်ချက်နီးလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာပထမဦးဆုံးကြက်ရင်ပုံသားတချမ်းကိုတရားစီကြောတန့်စင်ပြီးတော့မိမိစိတ်ကြိုက်အတုံးကလေးတွေတုံးထားပေးလိုက်ပါတယ်ပြီးရင်တော့ကြက်ဥအကာထည့်ပါမယ်အနှစ်ကိုတော့အသုံးမပြုပါဘူးခင်ဗျာကျုပ်ကတလုံးထည့်မယ်ပြီးလို့ရှိရင်ကြက်သားမှုန့်နှဲငယ်ထည့်ပါမယ်ထပ်ပြီးတော့ငရုတ်ကောင်းမှုန့် ဘေကင်ဆိုဒာကော်မိုကလေးတစ်စွမ်းစာလောက်ကိုထည့်ပြီးတော့တတိချာလေးနည်းနှက်ပေးလိုက်ပါမယ်ခင်ဗျာချက်သားနေပြီးပြီဆိုရင်တော့ချက်ချင်ဆက်စပြီးချက်လို့ရပါပြီခင်ဗျာချက်ချင်ဆက်ချက်ဖို့အတွက်အရင်ဦးဆုံးဂျင်းနှုတ်စင်းထားတာကိုမှုေးလာတဲ့ဒီအရင်ဦးဆုံးစီတက်ပေးလိုက်ပါမယ် ရင်အနှံ့လေးတော်တော်လေးမွှေးလာပြီဆိုမှကျက်သွန်ပြူနုံနုံစင်ထားတာကျက်သွန်နီလေးတွေကိုလည်းအစိတ်ကလေးတွေစိတ်ထားတာလေးတွေထည့်ပြီးတော့ထပ်ပြီးတော့စီတက်ပေးလိုက်ပါမယ်။စီတက်အနှံ့လေးမွှေးလာပြီဆိုရင်တော့ခရမ်းကျင်သည်နုံနုံလီထားတာလေးတွေထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အရောင်အတွက်ငြိမ်သီးစိမ့်မှုန့်တစ်စွန်းလောက်အသုံးပြုပါမယ်ခင်ဗျာ။ မြုပ်သီးအစိမ့်မုံနဲ့ပျောက်ပြီးတော့မှုေးလာတဲ့အထိတေချာလေးမှုေးပေးပြီးရင်တော့ခုနတော့ကနဲနှက်ထားတဲ့ချက်သားတွေထည့်လိုက်ပါမယ်ခင်ဗျာတေးသေးချာချာလေးနှမ်းဆက်အောင်ထပ်ပြီးတော့လုံးမှုေးလေးမှုေးပေးလိုက်ပါမယ် ချက်သားတွေကထွက်လာတဲ့အည်လေးတွေခြောက်သွားတဲ့အထိတေချာလေးမှွေပေးပြီးရင်တော့ရှင်းဆက်ဟင်းတွေချက်ရင်ထည့်ရမယ်ငရုတ်သီး soft ထည့်ပါမယ်ဒီငရုတ်သီး soft ကိုလည်းကိုယ်တိုင်ပြုလုပ်ထားတာဖြစ်ပါတယ်ဒီရှင်းဆက်အနှစ်ပြုလုပ်ပုံလေးကိုလည်းအလင်းသိရင်ကျွန်တော်မျှဝေပေးပါမယ်ခင်ဗျာအခုတော့ဒီငရုတ်သီးရှင်းဆက်အနှစ်ကိုစတီဇွန်နဲ့ဒဇွန်မမောက်လောက်ထည့်ပေးလိုက်ပါမယ် ဒါပြီးရင်တော့ငံရတာအတွက်နာဂါဆာကီဒစိတဘာဝငားငံပြားကြီးမှုမွေးလေးကိုအသုံးပြုမှာဖြစ်ပါတယ်။နာဂါဆာကီဒစိငားငံပြားကြီးကိုလည်းစတီဇွန်နဲ့ဒဇွန်စာလောက်ထည့်ပေးလိုက်ပါမယ်။ထပ်ပြီးတော့ဖင်းနဲ့လေးမှုလာတဲ့အထိကိုဒီချာလေးမှုပေးလိုက်ပါမယ်ခင်ဗျာ။ အခုထပ်ပြီးတော့အရသာလေးတွေထည့်ပါမယ်ပဲငံပြားကြီးအကြီးတစုံအယောင်လေးလှဖို့အတွက်ကိုလည်းပဲနောက်ရည်နှင်းငယ်လည်းအသုံးပြုပါမယ်ပြီးရင်တော့တကြားတစုံထည့်ပါမယ်အချုံမုတ်နှင်းငယ်ပြီးတော့ရှာလကာကြီးတစုံထည့်ပေးလိုက်ပါမယ်ခင်ဗျာရှာလကာကြီးကိုတော့အရင်ဦးဆုံးထိမ့်ပြီးတော့ထည့်စီခြင်းပါတယ်ပြီးတော့မှမြည်ပြီးတော့မှသာလင်းအချင်းရတာလိုမှထပ်ပြီးတော့ထည့်နိုင်ပါတယ်ခင်ဗျာတေချာလေးမှွေပေးပြီးရင်တော့ရည်နှင်းငယ်ထည့်လိုက်ပါမယ်ခင်ဗျာ အချိန်နှင်းငယ်လောက်ထပ်ပြီးတော့မှွေပေးလိုက်ပြီးရင်တော့အရသာလေးမီးဆန်းကြည့်ပြီးအဆင်ပြေတယ်ဆိုရင်ကြက်ချင်းဆက်ဟင်းလေးရပါပြီခင်ဗျာအရသာပြင်ဆင်မှုစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးအနေနဲ့မြုပ်သီးစိမ်းလေးတွေပိုင်းဖြတ်ထားတာထည့်လိုက်ပါမယ်ပြီးရင်တော့ကောမုံလေးနှင်းငယ်ကိုလည်းရေဖြော်ပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကော်ရီလေးတွေပြစ်လာတဲ့အထိတိတိကျကျလေးမှွေပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ကြက်ချင်းဆက်ဟင်းပွဲလေးရပါပြီခင်ဗျာဒီနေ့ကျွန်တော်မျှဝေပေးတဲ့ချက်နီးလေးကစားတောက်ဆိုင်ကြီးတွေမှာပြင်ဆင်ချက်ပြုတ်တဲ့ကြက်ချင်းဆက်ချက်နီးလေးဖြစ်ပါတယ် စားတောက်ဆိုင်ကြီးတွေရဲ့ကြက်ချင်ဆက်ဟင်းပွဲတွေကိုယခုလိုနီလန်းလေးတွေနဲ့ချက်ပြုတ်တာဖြစ်ပါတယ်။အနီးဆက်ဆုံးတူအောင်ကျွန်တော်ချက်ပြပေးထားဖြစ်ပါတယ်။ချက်ပြုတ်နီးများစွာရှိတဲ့အတွက်အကွဲလဲမှုတွေလည်းရှိနိုင်ပါတယ်ခင်ဗျာ။ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့တင်ငယ်ချင်းမိတ်ဆွေတွေလည်းချက်ချင်းဆက်ချင်းဤလေးကိုလိုက်ပြီးတော့ချက်စားကြည့်ဖို့အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးလည်းရှင်းသွားပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပြစေနော်အားလုံးပဲနေကောင်းကျန်းမာပြီးတော့လိုရာဆန္ဒတွေလုံးဝရပြည့်စုံဖို့ကျွန်တော်ကအမြဲဆုတောင်းပေးလျက်ပါခင်ဗျာ ကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်